ိမ့်စင်အစိုးရလက်ထက်မှာသတင်းမီဒီယာအခန့်ကဏ္ဍဟာပွင့်လင်းမှုတွေရှိခဲ့ပြီး NLD အစိုးရလက်ထက်မှာလည်းအတက်ဖက်ကိုဦးတည်ခဲ့ပါတယ်။ဒါပေမဲ့လက်ရှိစစ်ကောင်းဆောင်အာဏာသိမ်းပြီးတဲ့နောက်မှာသတင်းသမားတွေဖန်စီတပ်ဖြတ်ခံရမှုတွေရှိပြီးသတင်းမီဒီယာအခန့်ကဏ္ဍဟာအကျဖက်ကိုဦးတည်သွားခဲ့ပါတယ်။ မြန်မာနိုင်ငံဟာအာဏာမသိခင်2020ခုနှစ်ကတည်င်းလွတ်လပ်ခွင့်ညွန်ကိန်း139မှာရှိခဲ့ပြီး2021ခုနှစ်အာဏာသိမ်းချိန်မှာ140အထိကျဆင်းသွားပြီး2022ခုနှစ်မှာတော့186အဆင့်အထိကျဆင်းခဲ့တယ်လို့နေစည်းမရှာတည်င်းထောက်များအဖွဲ့ RSF ကထုတ်ပြန်ပါတယ်။ဒါပြင်စစ်ကောင်စီကအေးထိန်းချုပ်နေမြေတွေကိုလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်မှုတွေရှိတဲ့အတွက်ရခိုင်ကတည်င်းသမားတွေမှာလေကြောင်းအန္တရာယ်ပါဝင် မြေမြုပ်မိန်နဲ့စစ်ကြံလက်နဲ့အန်ဒီယေကိုပါစိုးရိမ်မှုတွေရှိနေကြရပါတယ်။တိုက်ပွဲဖြစ်ပွားမှုနဲ့အတူစစ်ကောင်စီကတည်င်းသမားတွေကိုလိုက်လံဖမ်းဆီးမှုတွေရှိခဲ့တဲ့အတွက်တည်င်းသမားတွေမှာပြည်ပနိုင်ငံနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေထိန်းချုပ်ရနေမြေတွေကိုထွက်ပြေးတင်းရှောင်နေသူတွေလည်းရှိနေပါတယ်။ဒီဆက်သွေးရိုင်းတွေအဆင်မပြေတော့အာမြေပြင်မှာတကယ်ကိုအလုံးလို့ရတာရင်အဆင်မပြေတော့ဘူး။ ဒီအလုံးကိုတိတ်လို့လဲရတွင်တွင်ကြည်ကြည်အဲ့လိုမျိုးလှုပ်ဖို့အခွင့်အရေးတွေဆုံချုံလာတယ်ပုံမှန်ဆိုလို့ရှိရင်ကျမတို့ဖုံးဆက်သွေးပြီးတော့မင်းမြန်လွှဲရတဲ့သတင်းတွေအတွက်အခုချိန်မှာဒီဘတ်ဂျက်အစီမပြေတဲ့ဈာတွေကနေပြီးတော့မှသတင်းတွေကိုတီးရဖို့အတွက်ကွင်ဆင်ပြီးတော့လုံနေရပါတယ်ဟုတ်